ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဗီဒီယိုလေးကချင်းချန်နယ်ကနေပြန်လဲကြိုဆိုလိုက်ပါရရှင်ဒီနေ့မှာတော့မယန်သီးတုပ်လေးတုပ်ပြသွားပါမယ်ရှင်မယန်သီးမဲတဲ့အချိန်ရဟိတ်ကဆိုတော့လေဒီဗီဒီယိုလေးကတော့နည်းနည်းလေးတော့ကြာပြီပေါ့နော်မယန်သီးတုပ်ကိုလေဇီရိုဒဝဲဖက်မှာတုပ်စားနေတာပုံစံလေးတိုင်းပေါ့နော်ဒီနေ့တကြားလေးနဲ့တုပ်ပြီးတော့အားလင်းလို့ရှိရင်ရှာဂျွန်းထိုးသွားစေရမယ့်အုံလေးနဲ့တုပ်ပြပါပါမယ်ရှင်ဒီနေ့ကြားလေးနဲ့တုတ်တာဆိုတော့ဒီအရင်မချိန်မဲနဲ့ချစ်ချစ်ဆက်ဆက်နေနေရပါတော့ အဲမြန်ဒီတော့ဘယ်လိုပုံလဲဆိုတာအတူတူလက်ကြည့်ရအောင်နော်ဟုတ်ကဲ့မြန်ဒီတော့ဖို့အတွက်မြန်ဒီလေးတွေအယူပို့ပါမရှိဒီအပြင်ကဒီကလေအရန်မချင်ဘောနော်ချူချူချစ်ချင်လေးနဲ့နေပါရဲ့ရှိအဲမြန်ဒီလေးတွေတော့အားလုံးခုပြီးပြီပေါ့နော်အဲဒါလို့ရှိရင်တော့မယန်ဒီတုပ်ဖို့အတွက်မယန်ဒီတုပ်ထဲမှာဖျက်ရမယ့်ပိုင်ပစ္စည်းလေးတွေကိုအစင်သိပြင်ထားလိုက်မယ်နော်။မယန်ဒီတုပ်ဖို့အတွက်အရင်ဆုံးမယန်ဒီကိုရည်စည်းပြီးတော့ဓာလေးနဲ့လေ ခက်ဆစ်စိတ်လေးမှောင်ပေးလိုက်မယ်ဒီလိုခက်ဆစ်စိတ်လေးမမှောင်ဆိုလို့ရှိရင်တော့လေးစစ်စိတ်ပြီးတော့တုတ်လို့ရတယ်ပေါ့နော်ဒါပေမဲ့လေးစစ်စိတ်လို့ရှိရင်တော့ချင်းနဲ့ရတာတော့ပူတော့ပေါ်တာပေါ့နော်ဆရာလည်းငငယ်တော့ကစားခဲ့တာလေးကိုတတိယသွားနဲ့ဒီလိုမယန်သေးကိုလေအခွန်လေးတွေလွှာပြီးလို့ရှိရင်ထုံလေးနဲ့တုတ်လိုက်မယ်ဒီလိုထုံလေးနဲ့တစ်လုံးလုံးတုတ်လိုက်မယ်ပေါ့နော်ဒီလိုထုံးလေးနဲ့တုတ်ပြီးတော့စားကြည့်အရန်ချူလာလုံးဝမချင်ဘူးနော်အစားသေးသေးစားကြည့်နော် မြန်သေးလေးတွေအားလုံးမောပြီးပြီဆိုလို့ရှိရင်တော့မြန်သေးတုတ်တွေကိုထည့်မယ်စက်သွန်နေလေးတွေကိုလေပပားလေးပြီးပြီးတော့ထည့်မယ်ပြီးလို့ရှိရင်တော့မြူသီးစိမ်းလေးကိုလည်းပပားလေးပြီးပြီးတော့ထည့်မယ်ကိုကဆက်ဆက်တွေစားကြည့်ရင်တော့များများလေးထည့်ပါတော့ဘုရားသာအနေနဲ့စားလေးနှင်းငယ်ထည့်မယ်ပြီးလို့ရှိရင်တော့ငံကြီးလေးထည့်မယ်ဘုရားသာမုတ်လေးနဲ့ပစံချောက်မုတ်လေးထည့်မယ်နော်ဒီတော့ဒီမြန်သေးတို့ရဲ့အဓိကမပါမဖြစ်ဖြစ်တဲ့ဒီနေ့တရားလေးထည့်မယ်နော် ဆက်နေနဲ့ဖူးမွေးလေးစားရအောင်လို့မြုပ်သီးလုံမုံလေးထည့်မယ်။ဒါရှိရင်တော့အရသာတွေကိုတမသွားအောင်လို့မြင်လိုက်မယ်နော်။ဒီလိုတနည်းတကြားလေးနဲ့တုတ်တာလေးသူ့ရဲ့အချင်းတက်ကိုထိမ့်ပေးပြီးတော့လေပို့ပြီးတော့အရသာပူကောင်းတာပေါ့နော်။အရသာဝင်အောင်လို့ဆုပ်ပြီးတော့နေပေးပါမယ်ရှင်။ညာဒီတဲ့ကိုလေအရသာတွေဝင်ပြီးတော့ဆောင်းမပူပါအောင်လို့ပစ်ချာလေးနဲ့ပြရမှာပေါ့နော် အရသာတွေနဲ့အားလုံးနဲ့ပြီးပြီဆိုလို့ရှိရင်တော့အရသာမြင်ကြည့်မယ်နော်။တကြားလေးပို့နေရနဲ့တကြားလေးထက်ထက်မယ်။ဒီမှာတော့လေတကြားနဲ့ဒီနေ့တကြားလေးထက်လိုက်တယ်ပေါ့နော်။အရသာတွေနဲ့တမသွားအောင်လို့တကြားလေးနဲ့ပြပါမယ်ရှင်။ဟွန်းရပါရပြီဆိုလို့ရှိရင်တော့နောက်ဆုံးမှမစလာလေးထည့်ပြီးတော့နှက်နေအောင်လို့နေပြရပါမယ်ရှင်။ စလာလေးထိုင်လိုက်တော့လေမယန်းလေးတော့အနှက်နေရတော့မှုေးနေရပဲအိုရင်နဲ့တည်ရောင်ကျလာတယ်အရသာလေးကတော့ချွတ်ချွတ်ချင်ချင်လေးနဲ့နေရပါတော့ဒီလိုတော့ပြီးလို့ရှိရင်တခါတည်းမစားဘဲနဲ့နှာကြီးလောက်နှက်ထားမယ်ဆိုလို့ရှိရင်တော့ပို့လို့စားလို့ကောင်းတယ်မယန်းသာလေးရပြီဆိုတော့စားဖို့ပြင်လိုက်မယ်နော်แกชูชิงงานเซอะยะตาရှိတယ်ရန်လေးတော့လေးစားကြပါဦးရှင် အရန်ချင်တဲ့အသီးလေးပေါ့နော်ဒီရေငန်းသေးတို့ဒီမရန်သေးတို့ကိုလေဒီလိုတနစ်တကြလေးထည့်ပြီးတော့တုံးမယ်ဆိုလို့ရှိရင်တော့အရန်ကမှဆက်လုပ်ကောင်းတယ်ဒီအတိတ်တော့လေးကိုအဆုံးဖြတ်ကြည့်လို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်နော်။ Bye bye ။